ဖက်ဒရယ်မူကိုပေါ်ဆောင်တဲ့နေရာမှာတက်ဆိုင်ရာရှင်းအလိုက်ကျမတို့လှုပ်ဆောင်ရမယ်မူဝါဒတွေကျမတို့လိုက်နာရမယ်စီမင်းစည်းကမ်းတွေကိုအလုံးကတော့တည်တည်ချာချာနားမလည်နေသေးဘူးနားမလည်နေသေးတဲ့ခါကျတော့အနာအလွယ်သုံးစားပြုမှုတွေကရှိနေတာပေါ့နော် ကျမတို့လှုပ်ဆောင်နေတဲ့ဒီဒေသန္တရဆိုင်ရာပေါ့နော် taxation ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကျမတို့ဒေသန္တရဆိုင်ရာကိစ္စရပ်တွေကိုပေါ်ဆောင်တဲ့နေရာမှာတော့ အဓိကအရေးကြီးဆုံးချက်ကတော့ဒီ transparency ပေါ့နော်ပြီးတဲ့အပြင်ကို ကျမတို့ကမီးဥပဒေတွေစီမင်းစည်းကမ်းတွေကိုလည်းကျမတို့ချက်မှတ်ပြီးတဲ့အခါကျဒီစီမင်းစည်းကမ်းတွေအတိုင်းကျမတို့လုံဆောင်ဓာတ်တွေရှိသလားမရှိဘူးလားဆိုတာကိုလည်းကျမတို့အများအားကြည့်ရှုနေရမှာတော့ဟုတ်တယ်ပေါ့နော်ဆိုတော့ကျမတို့အရင်ဆုံးကဆိုလို့ရှိရင်ကျမတို့ဒီသက်ဆိုင်ရာဒေတာတွေပြည်နယ်တွေတိုင်းဒေတာတွေမှာဥပဒေတွေရေးဆွဲမယ်ဆိုလို့ရှိရင်ကျမတို့ဒီသက်ဆိုင်ရာပြည်သူတွေအဲ့ဒီဒေတာမှာရှိတဲ့ပြည်သူတွေကဘယ်လောက်ထိဒီဥပဒေကိုနားလည်သလဲဒီဥပဒေတွေကကျမတို့ပြည်သူတွေအတွက်ဘယ်လောက်ထိ အကျိုးတိရောက်စေသလဲ ဆိုတာယူလဲကျမတို့ကတော့အကုန်လုံးပွင့်လင်းမြင်သာစွာလှုပ်ဆောင်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါကတော့အဆင်ပြေတယ်ပေါ့နော်ဒီအခုຫນွေဥတော်လိုင်းရဲမှာဆိုလို့ရှိရင်လည်းကျမတို့လက်နက်တွေရှိလာတဲ့ခါကျတော့လူတွေကလက်နက်တွေကိုပဲကိုယ့်ရဲ့အာဏာပါဝါအတွက်အသုံးချတာဆိုတဲ့ခါကျတော့ခုနပြောတဲ့အချက်လက်တွေကပြဿနာတွေဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒီပြဿနာတွေကိုကျမတို့ကကင်တွယ်ဖို့ဆိုတာကလည်းခုနကပြောတဲ့တိကျတဲ့အုပ်ချုပ်ရေးရန်တရားနဲ့ကင်တွယ်ဖြစ်ရှင်လို့မရနိုင်ဘူးဆိုတော့အဲ့ဒါတွေကလည်းတကယ်ပဲကျမတို့အနေနဲ့တော့ဟိုစိုးရင်စရာတော့ဖြစ်တယ်ခုဒေသနဲ့ကိုတော့ဒီထက်ပိုပြီးတော့ကောင်းအောင် ောင်ပြည်သူတွေရဲ့လုံခြုံရေးနဲ့အဲ့အိုးအိမ်စည်းစိမ်ကိုကာကွယ်နိုင်တဲ့အုပ်ချုပ်ရေးဟန်တရားကိုဖော်ဆောင်ဖို့တော့လိုတယ်လို့တော့ကျွန်မအနေနဲ့တော့ဟိုဆွေးနွေးချက်လိုက်ခြင်းဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီအချင်းချင်းကြပြိပက္ခကိုဖက်ဒရယ်စီမံနဲ့အချင်းကချင်းဆိုတဲ့အစီအစဉ်တင်ဆက်ပေးတော့မှာပါတယ်အခုဆက်မကျွန်တော်တို့ကိုခုလိုချင်း ေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ဆရာမဒီကဏ္ဍမှာဆရာမကိုဆွေးနွေးဖို့ဖိတ်ခေါ်လိုတာကတော့ဒါဒေသန္တရ issue ဖြစ်ပါတယ်ဆိုတော့ဒေသန္တရမှာဆိုတော့သူသဖြင့်စကိုင်းတိုင်းမကွေးတိုင်းမှာတို့အမြင်များလာကတာမျိုးနေတမျိုးနေမှာကော်ဟန်ရှင်ရဆုဖွေနဖွေတုံးဖွေရှိတယ်ဆိုတဲ့ဟာမျိုးရှိတယ်ဒါမဲ့လိုအပ်တာကမျိုးနေတစ်ခုမှအုတ်ချိုးကြီးတစ်ခုဆိုတဲ့နေရာဟာမျိုးမှာပြန်လေစူးစိဖို့အတွက်ညှိနှိုင်းမှုအတွက်ခက်ခဲရှိတယ်ဆိုရကျွန်တော်တို့တရင်ကြားကြားနေရတယ်နောက်တစ်ဖက်မှာလည်း ကျွန်တော်တို့ဒီကွန်ကန်နာရှူတော့မဲ့ကြည့်ပြန်ဆိုရင်ကုဒေတန္တရမှာဆိုရင် စိတ်ကြိုက်အခွန်ကောက်ပြီးမှအပေါ်ကိုအခွန်မျှဝေပေးရမှာရှိတော့မရှိတော့တဲ့ခါကျတစ်ဖက်မှာငွေကြေးလွှဲသုံးစားမှုအနာလွှဲသုံးစားမှုဆိုတဲ့ဟာနောက်ဆက်တွေးလိုက်လာတဲ့ဟာရှိတယ်ဆိုတော့ဒီလိုပြဿနာပေါင်းစုံဖြစ်နေတဲ့ဒီဒေတန္တရကန္တာကိုမဖြစ်ရှင်းလို့မရတော့မဖြစ်ရှင်းမှုဆိုရင်ပြည်သူနဲ့အနီးဆက်ဆုံးဖြစ်တဲ့ ဒေတံဗရာကပြည်သူကိုအားရချင်နှမှုမပေးနိုင်ဘူးဆိုရင်ဒီအစိုးရလေးတွေကိုပဲပြည်သူတွေကလည်းညှော့ရင်ထိုးပြီးမှစိတ်ကုန်ကြမှာဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှအကြံပြုချက်ပိုင်းပေါ့နော်ဘလို့ကျွန်တော်တို့ဒေတံဗရာ issue ကိုနှင်းနှင်းနိုင်နိုင်နဲ့ အဖြစ်ရှာကြမလဲဆိုတဲ့ပိုင်းကြံကြိုးဆွေးနွေးပြီးပါအောင်ကျွန်မရဲ့အတွေ့အကြုံရပါတော့အခုတော့ဒီဒီသတ္တရအကိစ္စနဲ့ပတ်သက်ပြီးတော့အခုလက်ရှိမှာကျွန်တော်တို့ကအချင်းချင်းကြားမှာလဲကျွန်တော်တို့စကားပြောရတာရှိတယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့လည်းနီးစပ်နေတဲ့အစုအဖွဲ့တွေနဲ့လည်းကျမတို့စကားပြောရတာရှိတယ်ပြီးလို့ကျမတို့နံမြေထဲမှာရှိတဲ့သက်ဆိုင်ရာရှားသောအစုအဖွဲ့တွေနဲ့လည်းကျမတို့စကားပြောရတာရှိတယ်ပေါ့ဆိုတော့ပြောရတဲ့အခြေအနေတွေကတော့အများကြီးတော့ရှိတယ် အဲဒါပေမဲ့အဲ့ဒီကျမတို့လှုပ်ဆောင်နေတဲ့ဒီဒေသနာဆိုင်ရာပေါ့နော် taxation ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကျမတို့ဒေသနာဆိုင်ရာကိစ္စရပ်တွေကိုပေါ်ဆောင်တဲ့နေရာမှာတော့ အဓိကအရေးကြီးဆုံးချက်ကတော့ဒီ transparency ပေါ့နော်ပွင့်လင်းမြင်သာမှုရှိရှိနဲ့ကျမတို့အလုံးလှုပ်ဆောင်နိုင်တယ်ဆိုလို့ရှိရင်ခုနကဆရာပြောတဲ့ပြဿနာတွေကိုလည်းကျမတို့ကဖြေရှင်းနိုင်မှာဟုတ်တယ်ပြီးတဲ့အပြင်ကိုကျမတို့ကမီးဥပဒေတွေစီမင်းစည်းကမ်းတွေကိုလည်းကျမတို့ချက်မှတ်ပြီးတဲ့အခါကျဒီစီမင်းစည်းကမ်းတွေအတိုင်းကျမတို့လှုပ်ဆောင်တာတွေရှိသလားမရှိဘူးလားဆိုတာကိုလည်းကျမတို့အမြဲတမ်းကြည့်ရှုနေရမှာတော့ဟုတ်တယ်ပေါ့နော်ဆိုတော့ကျမတို့အရင်တုန်းကဆိုလို့ရှိရင်ကျမတို့ဒီသက်ဆိုင်ရာဒေသတွေပြည်နယ်တွေတိုင်းဒေသတွေမှာဥပဒေတွေရေးဆွဲမယ်ဆိုလို့ရှိရင်ကျမတို့ဒီသက်ဆိုင်ရာပြည်သူတွေအဲ့ဒီဒေသမှာရှိတဲ့ပြည် ူတွေကဘယ်လောက်ထိဒီဥပဒေကိုနားလည်သလဲဒီဥပဒေတွေကကျမတို့ပြည်သူတွေအတွက်ဘယ်လောက်ထိအကျိုးသိရောက်စေသလဲဆိုတာယူလဲကျမတို့ကတော့အကုန်လုံးပွင့်လင်းမြင်သာစွာလုံဆောင်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါကတော့အဆင်ပြေတယ်ပေါ့နော်တိုးတော်ညာလဲခုလက်ရှိကျမတို့နိုင်ငံရဲ့ခြေနေမှာတော့အဲ့လိုမျိုးလုံဆောင်သွားတဲ့သူတွေကိုအေးအယူဖို့ကမရှိနေဘူးကျမတို့အေးအယူနိုင်တဲ့ရန်ရားတွေကိုလဲကျမတို့ကမဖော်ဆောင်နိုင်ဘူးအေးအယူမယ်ဆိုလို့ရှိရင်လဲဒါကကိုယ့်လူဖြစ်တဲ့အတွက်ကြောင့်ကိုယ့်လူကိုကြတော့ အရေးမယူဘူးဆိုတော့အခြေအနေတွေကျမတို့တွေ့ရမှာပဲဆိုတော့အကောင်းဆုံးကတော့ကျမတို့က transparency ရှိရှိနဲ့ကျမတို့ဘယ်လောက်လုပ်နိုင်လဲပေါ့နော်အောက်ခြေကနေပြီးတော့အပေါ်အထိကိုကျမတို့အဲ့ဒါကတော့ကျမတို့အနည်းဆက်ဆုံးဥပဥစားပေါ့ဥပဒေလေးနဲ့နီးနာလေးပေါ့နော်ကျမတို့အဲ့ဒါလေးကိုကြည့်ပြီးတော့လုံဆောင်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ကျမတို့အချင်းချင်းကြားမှာရှိတဲ့ ဒီဒေသနာဆိုင်ရာပြဿနာတွေကိုတော့ဖြည်းဖြည်းချင်းတော့ဖြေရှင်းသွားနိုင်မယ်လို့တော့ကျွန်မအနေနဲ့တော့ယူပါတယ်ပေါ့ဒါပေမဲ့အကောင်းဆုံးနည်းလမ်းကတော့ဘာလဲဆိုတာတော့ကျွန်မကတော့အခုချိန်ကြီးတော့မဖြေနိုင်သေးဘူးရှင်ဆိုတော့ဒီဟုတ်တယ်ပြဿနာကတော့ကျွန်တော်တို့မတူကြတော့လေတဆုံပုံသေးနည်းတစ်ခုနဲ့ဆိုဥပမာပေးရခက်တာပေါ့ဥပမာကျွန်တော်တို့ချင်းဖက်မှာဆိုရင်ဒေသန္တရကိစ္စဟာမျိုးဆိုဒေသန္တရကောင်စီထားတယ် လေတန်တရကောင်းစီရတဲ့အုတ်ချူကြီးဖွေးတယ်ဖွေးပြီးတော့မှအုတ်ချူကြီးကဏ္ဍမှာကာကွယ်ရေးဆိုရင်ဌာနနဲ့တည်ထားတဲ့ဟာရှိတယ်လို့ကာကွယ်ရေးကိုတီချန်လိုလက်တဲ့ institution ပုံစံမျိုးထားတဲ့ဟာလည်းရှိတယ်အော်အဲ့ဒီဟာတိုင်းကဒေတန္တရာနဲ့ kait ညီတယ်ဆိုတော်တော်လေးအဆင်ပြေတယ်ငွေကြေးရှုပ်ထွေးမှုမရှိဘူးအဒေတန္တရာပိုင်းမှာဆိုချင်းက ဥပမာကောင်းတယ်အများကြီးရှိတိုးတော့တစ်ဖက်မှာကဆိုတော့ကျွန်တော်တို့ပြောတဲ့ဟာပေါ့ဖက်ဒရယ်ကိုလူလာပြောဖက်ဒရယ်ကိုကျွန်တော်တို့တည်ဆောက်ကြတဲ့ချိန်မှာဒေတန္တရာလုတ်ပိုင်ဖွင့်ဆိုတာကတစ်ဖက်မှာအားကောင်းတယ်အားကောင်းတယ်လို့ဒါပညာရေးကဏ္ဍမှာဆိုရင်ဒေတန္တရာကအစိမိထိကင်တဲ့ဥပမာဟာမျိုးတော့ရှိတယ်ဒါပေမဲ့တစ်ဖက်မှာအားနေတယ်ဆိုရင်ဒါဒေတန္တရာက financial source ဥပဒေ test test လုပ်တဲ့နေရာမှာအားနေနိုင်တယ်ဆိုရင်တော့ လုံးပိုင်ဖွင့်လဲအများကြီးမပေးဘူးဆိုပြီးဟာမျိုးဖြစ်နေတာအခုကျွန်တော် point out လုပ်ချင်တာကအခုအချိန်မှာ data တရဒီကလုံးပိုင်ဖွင့်သူတို့မှာရှိနေတဲ့ဟာကသူတို့လုံးနိုင်တဲ့ financially အရတော့လကောင်သူတို့နိုင်ငံကြီး power ရတော့လကောင်တကိ federal နီးမှာလုံးမရတဲ့သူတို့လုံးပိုင်ခွင့်ပေါင်အထိကြော်တဲ့ဟာအများကြီးလုံနေကြတဲ့ဟာရှိတာပေါ့ဒါအပြည့်ပြောမယ်ဆိုတော့ဒါ မျိုးနေအစင်ကတချို့ဆိုဒေတိုင်းပေးတယ်ဆိုတဲ့သတင်းဘာမျိုးကြီးဆိုတော့ဒါဒါဆိုတာတရားစီရင်ရေးအားနေတယ်ဆိုတဲ့ဟာတွေထိချသွားတယ်နောက် test test ကိစ္စဟာမျိုးဆိုလဲ online မှာထွက်ပေါ်လာတဲ့ဟာမျိုးဆိုရင် test အဲ့ဒီကိုဒေတန်တရကဟောအပြီးဝ100%ကန္နာပေါင်းစုံကိုကောက်ခံနေတဲ့ဟာရှိရယ်ဆိုတော့ဒါတစ်ဖက်မှာတော်လန်ရှက်လုတ်ဖြီးရဲ့အတွက်ဆစ်ဆက်သွားနေပြီပဲဒီဟာကတာအမှန်တရားပုံစံလေးပုံစံမျိုးတက်ဆိုင်ရန်ခေါင်းဆောင်တွေမှာဖြစ်စေပြီးသူတွေကြားမှာကရက်ရိုက်သွားရင်ဖက်ဒရယ်ကြောက်စိတ်ဝင်သွားနိုင်တဲ့နေထားပဲ 拍卖就能证明一下，是吧、嗯？ ကျွန်တော်တို့ဒေတန္တရမှာဥဆောင်နေတဲ့ခေါင်းဆောင်နေတဲ့ဘလို့စိတ်ထားရှိတဲ့နဲ့ကျွန်တော်တို့မှာဒီပေါ်မှာဘလို့ကြံပြုတ်နေတာလဲအမကခုနကပြောခဲ့သလိုပဲပေါ့နော်ကျွန်တော်တို့တကယ်ပဲဒီအေးအေးယူနိုင်တဲ့ရန်နေရာကိုကျွန်တော်တို့ဖော်ဆောင်ထားတာရှိသလားပေါ့နော်တကယ်ပဲအေးအေးယူနိုင်တဲ့ရန်နေရာအဲ့ဒါလေးတစ်ခုရယ်ပြီးတဲ့ခါကျတော့ခုနကပြောတဲ့ဒီဒေတန္တရပေါ့ကျွန်တော်တို့ဖက်ဒရယ်ကိုကြည့်မယ်ဆိုလို့ရှင်အ ਨੇ ဆုံး2ဆင့်ပေါ့နော်ခုနကပြောတဲ့ဒေတန္တရဆိုလို့ရှင်တော့အဆင့်3ဆင့်ပေါ့နော်ကျွန်တော်တို့ဖက်ဒရယ်စနစ်ကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒါပေမဲ့လည်းကျွန်တော်တို့ဖက်ဒရယ်ကိုဖော် ဆောင်တဲ့နေရာမှာဒီ Federal Move ပေါ်ဆောင်တဲ့နေရာမှာတက်ဆိုင်ရာဆင့်အလိုက်ကျမတို့လှုပ်ဆောင်ရမယ်မူဝါဒတွေကျမတို့လိုက်နာရမယ်စီမင်းစည်းကမ်းတွေကိုအလုံးကတော့တည်တည်ချာချာနားမလည်နေသေးဘူး။နားမလည်နေသေးတဲ့ခါကျတော့အနာအလွယ်သုံးစားပြုမှုတွေကရှိနေတာပေါ့နော်။အဲ့ဒါလေးကတစ်ခုပေါ့နော်ကျမ highlight လုပ်ချင်တယ်။အခုနောက်ကကျမပြောခဲ့တဲ့အချက်ကိုပဲကျမပြန်ပြီးတော့ ဘာယူရမလဲဆိုတော့အခုလက်ရှိကျွန်တော်တို့နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပြစ်ပေးအေးအေးယူနိုင်တဲ့ရန်နေရာပေါ့နော်အကောင်လုံးကိုခြုံပြီးတော့ခုနကဆရာဥပမာပေးလိုက်တဲ့ဒီ NUG ကဝိုင်းပြီးတော့လုံနိုင်မလားဆိုတော့အခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့တိုင်းရင်းသားအစုအဖွဲ့တိုင်းရင်းသားဒေသတွေမှာဆိုလို့ရှိရင်တော့ဒီ NUG ရဲ့ရန်နေရာကတော့ကျွန်တော်တို့သိအလုပ်ဖြစ်မှာတော့မဟုတ်နေဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးတွေရဲ့အုပ်ချုပ်နေတဲ့ဒေသတွေတော်တော်များများမှာတော့ရှိပြီးသားအုပ်ချုပ်ရေးစနစ်တွေကရှိနေတယ်။ဆိုတော့ရှိပြီးသားအုပ်ချုပ်ရေး စနစ်တွေထဲမှာအခုနဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့အရင်တုန်းကကျွန်တော်တို့ရှိခဲ့တဲ့တိုင်းရင်းသားလက်နက်ကင်တွန်လိုင်းရေးအစုဖွဲ့တွေတိဆောက်ထားတဲ့ရန်နရာနဲ့အခုမှပေါ်ထွက်လာတဲ့ဒီရန်နရာအောက်မှာပေါ့နော်အဲ့ဒီအခြေအနေတွေကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့ခုနကပြောခဲ့တဲ့ပြဿနာတွေကဒီတိုင်းရင်းသားလက်နက်ကင်အုပ်ချုပ်ရေးအောက်မှာဆိုလို့ရှိရင်အဲ့ပြဿနာတွေကဒီဘက်ကိုရှင်းလိုက်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်တော်နဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရမယ်ပေါ့နော်ဆိုတော့ခုနကကျွန်မပြောတဲ့ဒီ Federal အုပ်ချုပ်ရေးအစီအမံကိုကျွန်တော်တို့ကြည့်လိုက်မှဆိုလို့ရှိရင် တို့ကဘ ਹੁ ပြီးလို့ရှင်ပြည်နယ်ပြီးလို့ရှင်ဒေသန္တရလို့ကျမတို့ပြောတဲ့နေရာမှာလဲဒီမူတိုင်းကိုကျမတို့ကအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်သွားနိုင်မှာတာနဲ့ခုနပြောတဲ့ပြဿနာတွေကိုကျမတို့ဖြေရှင်းနိုင်မှာပေါ့ဆိုတော့အခုလက်ရှိအချိန်မှာကျမတို့တွေကဒီဖက်ဒရယ်ဆိုတာကိုလည်းအလုံးကတည်တည်ကြာကြာနားမလည်နေဘူးပြီးလို့ရှင်တီတွန်လိုင်းကြီးကိစ္စဒီအခုຫນွေဦးတွန်လိုင်းရဲ့မှာဆိုလို့ရှင်လဲကျမတို့လက်နက်တွေရှိလာတဲ့ခါကျတော့လူတွေကလက်နက်တွေကိုပဲကိုယ့်ရဲ့အာဏာပါဝါအတွက်အသုံးချတာဆိုတဲ့ခါကျတော့ခုနပြောတဲ့အချက်လက်တွေကပြဿနာတွေဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒီပြဿနာတွေကိုကျမတို့ကကင်တွယ်ဖို့ဆိုတာကလည်းခုန ပြောတဲ့တိကျတဲ့အုပ်ချုပ်ရေးရန်တရားနဲ့ကင်တွယ်ဖြစ်ရှင်လို့မရနိုင်ဘူးဆိုတော့အဲ့ဒါတွေကလည်းတကယ်ပဲကျမတို့အနေနဲ့တော့ဟိုစိုးရင်စရာတော့ဖြစ်တယ်ခို့ဒေသနဲ့ကိုတော့ဒီထက်ပိုပြီးတော့ကောင်းအောင်ပြည်သူတွေရဲ့လုံခြုံရေးနဲ့တဲ့အိုးရင်စည်းစိမ်ကိုကာကွယ်နိုင်တဲ့အုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်ဖို့တော့ လိုတယ်လို့တော့ကျမအနေနဲ့တော့ဟိုဆွေးနွေးချက်လိုက်ချင်ဟုတ်ကဲ့ဒီပိုင်းရဲ့နောက်ဆုံးမိခွန်းနေတဲ့ဆရာမဒါကျွန်တော်ဆွေးနွေးဖို့ဖိတ်ခေါ်လို့ပါဆရာမဆွေးနွေးတဲ့ theme ကတအားအရှိပါတဲ့ဟာတခုထွက်လာတာပေါ့နော်ဆိုတော့သိချင်တာအဲ့ဒီဟာပါလဲဆိုရင်ဒါကျွန်တော်တို့က capacity problem formula definition problem formula ကျွန်တော်တို့ဒီလူငယ်တွေတတော်များကြီးမယ်ဆိုရင်ဒီမှာနိုင်ငံမှာနှိမ့်ပေါင်းများစွာနိုင်ငံကြီးတိတ်ပန်ကြောင်းမရှိဘူးကျွန်တော်တို့အပြောင်းလဲဖြစ်လာတဲ့အချိန်မှာ federal ကိုတင်တန်းတက်ခွင့်ရှိတဲ့သူတွေကလည်းအရက်ဖက်လူမှုဖွဲ့ရှိမှာပါအောင်အလုံးလုံးပြီးတော့မှ ပါဝင်လာတဲ့သူတွေနဲ့နိုင်ငံရေးပါတီကတချို့တွေပဲဆိုတော့ဒီ Federal Training တွေဆိုတော့ရက်တူတင်တန်းနေပဲပုံများတယ်နိုင်ငံပေါင်း40ဝန်းကျင်လောက်ကျင်းသုံးနေတဲ့ Federal စနစ်ကလည်းအကုန်လုံးကမတူဘူးဖြစ်ကုန်တဲ့ခါဆိုတော့ဒီဟာမျိုးဆိုရအခုချိန်မှာတစ်ဖက်မှာတော်လှန်ရေးလုပ်နေတဲ့ခေါင်းဆောင်တွေကိုနိုင်ငံတကာတွေနဲ့ Federal တင်တန်းတွေ Democracy တင်တန်းဟာမျိုးတွေတခြားလိုအပ်တဲ့ဒါ Leadership တင်တန်းတွေလည်းပံ့ပိုးပေးနိုင်တော်တော်လေး ဆမဆုန်တဲ့ပုံကိုအခြေခံမှာဆိုကောင်းမဲ့ဟာမျိုးဒါလေးကျွန်တော်ကိုယ်တိုင်လေးတာအရန်ကိုလက်ခံနေဟာဟာဖြစ်တယ်ဆိုတော့ဒီနေရာမှာကြည့်ချင်တာခုချိန်မှာ online ကနေ training လုပ်ရင်လည်းအဆင်မပြေပြဘူးပြီးတော့ဒါဒီမြေပြင်မှာလုပ်မယ်ဆိုရင်လည်းဘေးချင်းနေကြောင်းလာမလဲဆိုတော့အန်ဒရီကရှိပြန်တယ်ဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံကြီးပြဿနာကိုဖြေရှင်းနိုင်ရည်အတွက်ဤနည်းချင်းနိုင်ငံကနေပြီးတော့တော်တော်လှန်ရေးအားစုတွေလှုပ်လှလလအလုံးယူနိုင်ငံကြီးလုံးယူဆွေးနွေးပွဲဟာမျိုး လုံပေးဖို့ဆိုတဲ့ဟာမျိုးဒီကအစိပ်ပိုင်းတစ်ခုအနေနဲ့ solution မှာပါမလားကျမတို့ဒီကဘာပေါ်မှာရှိတဲ့နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ဘာလို့ကျမတို့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့ host လုပ်ပြီးတဲ့အခါကျတော့ဝိုင်းဝန်းကူညီပေးရတဲ့ကိစ္စတော့ရှိတယ်ပေါ့နော်ဒါကတော့ကျမတို့တွေ့ကိုတွေ့ရတဲ့အချက်လည်းဟုတ်တယ်ကျမထင်တယ်ကျမတို့နိုင်ငံအတွက်ဆိုလို့ရှင်လည်းကျမတို့ host လုပ်ပေးခြင်းတဲ့သူတွေအများတော့များတယ်ပေါ့နော်များမှာပဲဘာလို့ငြိမ်းချမ်းရေးဆိုပြီးတော့ကျမတို့ငြိမ်းချမ်းရေးလို့ဆွေးနွေးလိုက်ပြီးဆိုလို့ရှင်တော်တော်များများကတော့ဟိုလှုပ်ဆောင်ပေးဖို့အတွက် အစင်သစ်ဖြစ်နေမယ်လို့တော့ကျမကတော့ထင်တယ်။ကျမတို့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့ဆိုတာဟုတ်တယ်လူချင်းတွေ့ပြီးတော့ဆွေးနွေးရတယ်ဆိုလို့ရှိရင်အဖြေကပို့ပြီးတော့မြန်မြန်ရတာဟုတ်တယ်။ဒါကြောင့်မို့လို့လေကျမတို့ငင်းငင်းရင်းနဲ့ပတ်သက်ပြီးတော့ဆိုတဲ့အဖြေမရမချင်းမထွက်လာနဲ့ဆိုတော့အပြင်ကနေပြီးတော့လူတွေကပြည်သူတွေကစုပြီးတော့စောင့်ပြီးတော့မထွက်လာနဲ့တော့အဖြေရအောင်ရှာခဲ့အဲ့ထက်ကနေပြီးတော့ ဆိုတော့မှသူတို့တွေအဲ့ဒီနီးနဲ့သူတို့လှုပ်ဆောင်ခဲ့တာတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စီမှာလည်းအဲ့လိုမျိုးလဲအဲ့လိုမျိုးကတော့လှုပ်ရမှာဟုတ်တယ်ဒါပေမဲ့လည်းအခုလက်ရှိအခြေအနေကကျွန်တော်တို့နိုင်ငံမှာတော့ဒီ stakeholder တွေကအများများနေတယ်ပေါ့နော်ဆိုတော့ stakeholder တွေများနေတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကတော့အ ਨੇ ဆုံးတက်ဆိုင်ရာအစုအဖွဲ့လိုက်ကျွန်တော်တို့ကစုအဖွဲ့နိုင်ပြီးတဲ့ခါကျတော့အဲ့ဒီအစုအဖွဲ့ကိုယ်စားလှယ်တွေကနေပြီးတော့ဆွေးနွေးသွားနိုင်တယ်ဆိုလို့ရှင်တော့ပိုကောင်းမဲ့ အခြေအနေကိုတော့ကျမတို့ရနိုင်နေပေါ့နော်။အာပြီးတော့ခုနကပြောတဲ့ဒီ Federal နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပေါ့နော်။ Federal နဲ့ပတ်သက်တဲ့မူဝါဒတွေအကြံဉာဏ်တွေကိုကျမတို့ရရှိနိုင်ဖို့အလုံးကနားလည်ဖို့ဆိုလို့ရှိရင်လည်းအကုန်လုံးသိဖို့ကဘာတွေဖြစ်တယ်လဲ။ ဒီထက်ပိုပြီးတော့တီးဖို့ဆိုလို့ရှိရင်ဘာတွေကလိုမလဲပြီးလို့ရှိရင် professionally တီးဖို့လိုမဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ basic အရာဒီ federal principle ကိုအနည်းဆုံးလူတွေအကုန်လုံးသိသင့်တဲ့ဥစ္စာကဘာလဲဆိုတာကိုကျွန်တော်တို့အားလုံးသိအောင်ကျွန်တော်တို့ဝေမျှပေးနိုင်တယ်ဆိုလို့ရှိရင်တော့လူတွေအသိစိတ်မှာ defender နဲ့ပတ်သက်ပြီးတော့သူတို့ဆွေးနွေးနိုင်မယ်အတိအပြင်းနဲ့ကျွန်တော်တို့ဒီလှုပ်ဆောင်တဲ့နေရာမှာဆွေးနွေးတဲ့နေရာမှာလည်းကျွန်တော်တို့ဒီထက်ပိုပြီးတော့ ဟိုဆွေးနွေးနိုင်လာမယ်ဆိုတာကိုတော့ကျမအနေနဲ့တော့သိချရဲပေါ့နော်အာဆိုတော့ဒီဆွေးနွေးချက်တွေဟာဆိုလို့ရှိရင်လည်းကျမတို့ကအခုလောလောဆယ်တော့လည်းတော်တော်များများလူတွေကခီးသွားနိုင်တဲ့အခြေအနေတွေရှိတယ်ဆိုတဲ့အခါကျတော့ in person လောက်ဆောင်ပြီးတဲ့အခါကျဆွေးနွေးတာတွေလည်းရှိတယ်ဒါတွေကတကယ်တိကျတယ်ထိရောက်တယ်ဟုတ်တယ်တိုးတော်ညာလည်းကျမတို့ဒီထက်ပိုပြီးတော့လုံဆောင်ဖို့လိုတာကနောက်ထပ်ကျမတို့ follow up လုပ်ဖို့တင်တာတွေကဘာတွေလဲဒီထက်ပိုပြီးတော့ဒီလူတွေကလုံဆောင်သွားနိုင်ဖို့အတွက်ကိုလည်းကျမတို့ကတွန်းအားပေးရမှာလည်းရှိတယ်လေပံ့ပိုးပေးရမှာလည်းရှိတယ်ဆိုတော့ အဲ့ဒါတွေကလည်းခုနကပြောတဲ့အခြေအနေကိုကြော်လွားနိုင်ဖို့အတွက်အနီလန်တစ်ခုများဖြစ်မလားလို့တော့ကျွန်မအနေနဲ့တော့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဆရာမကျေးဇူးများရည်တင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခုလိုမျိုးဆွေးနွေးခင်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်